င်္ဂလာပါရှင်။ Lucky Podcast ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုပါရစေ။ဒီမှာကတော့ re ဖြစ်ပါတယ်။ဒီနေ့မှာတော့အောက်ဆက်ကြ Gamma Lucky ပညာဌာနကဆရာမူကျော်သူနဲ့ဆရာမခေဦးသစ္စာကိုဒီနေ့စီစဉ်မှာပြောကြားပေးဖို့အတွက်ဖိတ်ခေါ်ထားပါတယ်ရှင်။ဆရာနဲ့ဆရာမမင်္ဂလာပါရှင်။မင်္ဂလာပါသမီး။ Okay ကြည့်ရှုနေတဲ့ပရိသတ်ကြီးကိုဆရာကပဲအရင်မိတ်ဆက်ပေးပါအောင်နော်။အားလုံးပဲမင်္ဂလာပါဆရာကတော့အောင်စက်ကြံမြေရလောကီပညာဌာနကဆရာမူကျသူဖြစ်ပါတယ် မင်္ဂလာပါရှင်ဆီယမကတော့အောင်ဆက်ကြကံမီယာလောကီပညာတန်းမှာဆီယမခေဦးသစ္စာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ဆရာနဲ့ဆရာမပေါ့နော်အဲဒီနေ့တော့ရီကဆရာတို့ကိုဗာမေးခြင်းလဲဆိုတော့လေအခုဒီဆိုရှယ်မီဒီယာမှာလည်းအရင် trend ဖြစ်နေရဲ့အခုတိုင်းလည်းသွားကြည့်ခဲ့ပြီးကြိုက်တယ်ဆိုတဲ့အထက်မှာပါတဲ့ရုပ်ရှင်ပေါ့နော်အဲနှဝင်တယ်ဆိုတဲ့ ရုပ်ရှင်လေးနဲ့ပတ်သက်ပြီးတော့အဲဆရာတို့ကမေးချင်ပါတယ်။အာဘာဖြစ်လို့ရုပ်ရှင်တွေအများကြီးရမှာဒီဇာတ်ကားကြောင့်မေးလဲဆိုတော့လေအဲနှဝင်တယ်ဆိုရဲကောင်းစဉ်လေးရလေဆရာတို့ career လေးရနေလဲနည်းနည်းလေးအဲတက်ဆိုင်မယ်လို့မြင်နေပေါ့နော်ရီယာအဲပြီးတော့ရုပ်ရှင်ကလည်းဗီဒီယိုသားကြည့်ရခါမှာရုပ်ရှင်ကိုရုပ်ရှင်လို့ရိုက်ပြတာဖြစ်တဲ့အတွက် တချို့အပိုင်းလေးတွေကိုကိုယ်တိုင်လည်းသိချင်တာရှိမယ်။အဲနောက်ဒီတခြားပရိသတ်တွေတွေကသိချင်တာမျိုးလေးတွေအဲရီတို့ရုပ်ရှင်တွားကြည့်တဲ့အခါမှာရုံအထွက်မှာအဲဒီကြည့်ရတူရပြန်ပြောတဲ့ဇာတ်ကားလေးတွေကိုရီနာထ ောင်ခဲ့တာလေးတွေရှိတယ်ပေါ့နော်အဲအားလေးပတ်သက်ပြီးဆရာတို့ရဲ့ဒီ professional ကနေပြီးတော့ဒီသိချင်တာလေးတွေထပ်ပြီးတော့သိချင်တာလေးတွေအဲ့အားမျိုးလေးတွေကိုဒီနေ့ဆရာတို့ကိုမေးမြန်းချင်ပါတယ်ရှင်အဲ့တော့အဲဒီဒီကောက်ကိုကြည့်တဲ့အချိန်မှာပေါ့နော်အဲရီနာလေထားတဲ့ဇလန်းရပေါ့အဲဒီကောက်မလေးကမျိုးယိုးကဒီနှဝင်တဲ့မျိုးယိုးပေါ့နော်နှဝင်တဲ့မျိုးယိုးအနေနဲ့မွေးဖွားလာတယ်အဲနောက်ပြီးတော့ဒီကနေပြီးတော့သူကပညာယူလိုက်တဲ့သဘောပေါ့ပညာဆက်ခံလိုက်ပြီးတော့အဲဆီယာမဖြစ်လာရဲပေါ့ ဆိုတော့ and အဲ့မှာလေဘောနောကိုသိချင်တာတော့နည်းနည်းထည့်ပဲမိလိုက်တော့မယ်ဗောနောအဲလူတွေရားထဲမှာဝိညာဉ်တွေကရောနှောပြီးနေထိုင်ကြတယ်ဆိုတော့တို့တွေအားလုံး လက်ခံတဲ့သူရှိတယ်လက်မခံတဲ့သူရှိတယ်ဒါတို့တွေကဗုဒ္ဓဘာသာဆိုလို့ရှိရင်လည်းအဲ30ပုံရှိတယ်ဆိုတာကျွန်တော်တို့အလုံးလက်ခံတယ်ပေါ့နော်မြန်မမြန်လောကအဲ့တော့ဒီလိုလူတွေထဲမှာမှအဲလူတွေဟာတေဆုံးပြီးနောက်ကိုကိုကိုမတိကြတာမျိုးအဖြစ်နိုင်နေဆိုတာမျိုးလဲကြမ်းခံလာတွေရဖျားဟောတွေရဖြစ်နိုင်နေဆိုတာကျွန်တော်တို့တိကြရပေါ့နော်ဒါပေမဲ့ဆရာတို့ဆရာမတို့အနေနဲ့ဒီလိုမျိုးတမလွန်ကိုရောက်သွားတဲ့သူတယောက်ကို လူတွေအများကြီးကြားထဲမှာခေါ်လို့ရပါသလားဒီမှာအဲ့ဒါတည်ကြမှာရှင်ဆရာဖြေပေးလိုက်ပါနောက်ဝင်တယ်ဆိုပြီးတော့ဘောင်းစင်တဲပြီးမေးတော့လဲဆရာတော့ဖြေရတော့မှာပေါ့ဆရာတို့ဖြေတဲ့နေရာမှာချက်ချင်းမုံချင်းမပါဘူးဟုတ်ကဲ့ဆရာတို့ရဲ့အမြင်ဆရာတို့လည်းရိုးသားပြောရရင်ဆိုရှယ်မှာခက်စားနေတဲ့အတွက်ဒီကားကိုတော့ကြည့်ဘူးတယ် တွားကြည့်ဘူးတဲ့အခါသဘောကျစရာအချက်လေးလည်းတွေ့သလိုဘလော့ကီဆရာတယောက်ရဲ့အမြင်မှာသဘောမကျစရာလေးလည်းရှိတယ်ဒါအလက္ခဏာပေါ့အဲ့တော့ဆရာကအခုပြောမှာကဆရာတို့နဲ့သက်ဆိုင်တဲ့ခန္ဓာလေးတွေကိုပဲဘူးတုဒ္ဒရဖို့ပြောပြမှာဒီကားပေါ်မှာ ဟို review ပေးတာဝေဖန်တာမျိုးတော့မဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုတော့ဒီကားရဲ့ပြည်သက်တွေနည်းနည်းလေဒါကိုနားလည်ထားဖို့လိုတယ်ကျွန်တော် review ပေးမှာမဟုတ်ပါဘူးအပြစ်ပြောတာမကောင်းပြောတာလည်းမရှိပါဘူးကျွန်တော်ရဲ့ logi ပညာရှုထောင့်က logi ဆရာတယောက်အနေနဲ့ရှုထောင့်ကနေပဲဆရာပြောမယ်ဒီမမသမီးရဲ့နှစ်ပိုင်းရှိတယ်ဒီကားမှာ logi ဆရာတွေရဲ့ရှုထောင့်ကတစ်ပိုင်းရှိတယ်လို့တစ်ပိုင်းနှစ်ပိုင်းဆိုင်ရာတစ်ပိုင်းရှိတယ်ဆိုတော့ဆရာက logi ရှုထောင့်ကပြောမယ်တိုက်ပိုင်းနှစ်ပိုင်းနေတဲ့ဆိုင်နှဟာတော့ဆီယာမပြောပေးလိုက်မယ်ဟုတ်ကဲ့ဒီဇကားကပေါ့နော်ပြောရရင်ကျမတို့ကဇကားတစ်ခုကြည်ရတာကြတော့ကန့်တတ်ထားတဲ့အချိန်ရှိတယ်ပေါ့အဲအချိန်နှမ်းမှာဒါရိုက်တာရောအဲတရုပ်ဆောင်နေရောဇညွန်းနေရောဇလန်းနေရောအားလုံးကဒီအချိန်တွင်းမှာဝင်ရောအားလုံးရိုက်ပြရတာဖြစ်လို့သူတို့အကောင်းဆုံးအဲလှုပ်ထားတယ်ဆိုတာဒါကျမတို့တရားရုံးလက်ခံပါတယ်မင်းသမီးဆိုလည်းအရင်တရုပ်ဆောင်ကောင်းနေပေါ့နော်ကာရိုက်တာတွေမှုတွေချိန်သွားဆိုလည်းအရင်ပြပြနေပေါ့အဲ့တော့အဲကျမတို့ ော့ဒီမှာကျတော့လူတွေဒီ topic ကိုစိတ်ဝင်စားနေတဲ့အချိန်မှာထပ်ပြီးတော့သိစေချင်တာလေးတွေပေါ့နော်ထပ်ပြီးသိစေချင်တာလေးတွေအဲနောက်ပြီးတော့ရုပ်ရှင်အနေနဲ့ကျမတို့ fiction အနေနဲ့ပြရတဲ့အခါမှာကျမတို့ဟိုအချိန်ရချုပ်လိုက်ရတာမျိုးလေးတွေရှိတယ်ဇလန်းရဟိုတချို့ဟာကြာလို့ရှင်ရင်မျက်နှာ expression နဲ့ပဲတရုပ်ပေါ်သွားတာမျိုးရှိရဲ့ dialogue မပါဘဲနဲ့ပေါ့နော်အဲ့တော့အိမ်ကြားထဲမှာကျမတို့ကိုယ်တိုင်နားမလဲတဲ့တချို့အရာလေးတွေရှိတယ်ဘာလို့ကျမတို့ကဒီက professional မဟုတ်ဘူးအဲ့တော့နားလည်းမှုလွဲပြီးနားလည်းလိုက်တာမျိုးလေးတွေလည်းရှိရဲ့ဆိုတော့အဲ့အရာလေး ီကိုကျွန်မအမေးကြည့်နေတာပေါ့နော်ဒီဇကားအပေါ်မှာတော့အဲကိုရိုင်းသွားကြည့်ခဲ့တဲ့အချိန်မှာလဲအဲကြိုက်တယ်အတဘောကြရဲ့လက်ခံလဲပေါ့နော်မြန်မာရုပ်ရှင်နေထဲမှာဒီလိုမျိုးထွက်လာရဲဆိုတာတော်တော်လေး appreciate ဖြစ်ပါတယ်အဲ့တော့ကျွန်မဒီနေ့သိချင်တာလေးကိုအဲဆရာမတို့ကိုမေးမယ်ပေါ့နော်ဆရာမမေးခွင့်လေးပြုပါနော်မေးပါနော်ဆိုတော့ဆရာပြောသလိုကတမီးနေနဲ့မေးချင်တဲ့အပိုင်းအလိုက်ပေါ့ခေါင်းနဲ့တစ်ခုချင်းတစ်ခုချင်းဖက်ထုတ်ပြီးမေးဆရာတို့နေနဲ့ ဆရာခဏဆရာဖြေပြီးမယ်ဆရာမအပိုင်းဆရာမဖြေပြီးမယ်အဲ့တော့သမီးဒီကားနဲ့ပတ်သက်ပြီးတော့အရင်ဦးဆုံးဗာသိချင်လဲအရင်ဦးဆုံးဗာသိချင်လဲဆိုတော့လေဒီကားမှာကမကျွတ်မလွတ်တဲ့အရာ၄ပေါ့နော်မကျွတ်မလွတ်တဲ့ဝိညာဉ်၄ကိုပဲအဲဝိညာဉ်၄နဲ့ပတ်သက်ပြီးတော့ တော်တော်လေးပါရဲပေါ့နော်အဲ့တော့အဲ့မကျွတ်မလွတ်ဖြစ်ရတဲ့အကြောင်းရင်းရတယ်သူပြသွားရဲ့အရာအမျိုးစုံရှိရဲပေါ့နော်အဲ့အဲ့မကျွတ်မလွတ်ဖြစ်ကြရဲဆိုတာမျိုးကလူတိုင်းကဖြစ်နိုင်တယ်မကျွတ်မလွတ်အကြောင်းမျိုးမျိုးကြောင့်တော့ပေါ့နော်ဒါပေမဲ့ကျမတို့ကမကျွတ်မလွတ်ဖြစ်နေရအောင်တိကျတဲ့သူရှိမယ်မတိကျတဲ့သူရှိမယ်အဲ့တော့မကျွတ်မလွတ်တဲ့အပိုင်းတွေကိုဆိုလို့ရှိရင်ဒီကားထဲမှာဒီလင်းငုံဆိုတဲ့ character လေးကသူကူညီပေးခဲ့ရဲပေါ့နော်အဲ့တော့ဒီအပြင်မှာရော တကယ်ဆရာတွေဆရာမတွေကဒီမကျွတ်လွတ်တဲ့အပိုင်းတွေကိုဘယ်လိုကူညီပေးလို့ရလဲဘယ်လိုဆက်သွယ်ပေးလို့ရပါသလဲဇလန်းဆက်သွားရဒီကိတာရနဝင်တဲ့မျိုးရိုးပေါ့နော်သူတို့ပြောတယ်နဝင်တဲ့မျိုးရိုးအာပညာရှင်သက်ပါလာကြတယ်ပေါ့မျိုးရိုးရှင်သက်ပါတဲ့ပညာဒီအရဆရာတို့ကလောကီဆရာအမြင်နဲ့လောကီပညာနဲ့ကြည့်မယ်ဆိုရင်တော့ဝန်ရင်းပါလို့ခေါ်တာပေါ့ဟုတ်ကဲ့ပါဝန်ရင်းပါဆိုတဲ့နေရာမှာလဲဝန်ရင်းပါပညာတိုင်းဟာဆိုးရွားနေရတော့မဟုတ်ဘူး မကောင်းတဲ့ပညာတစ်ခုတည်းဝန်နှင်းပါရတာမဟုတ်ဘူးကောင်းတဲ့ပညာတွေမှလည်းဘဝအဆက်ဆက်ကပြုခဲ့မှုတဲ့အထုံတွေကြောင့်ဝန်နှင်းပါတဲ့ကောင်းတဲ့ပညာတွေလည်းရှိတယ်ဒါကိုပေါ်ထုတ်သုံးဆွဲနိုင်တာနဲ့ပေါ်ထုတ်မသုံးဆွဲနိုင်တာသိတာနဲ့မသိတာတော့ကွာကြတာပေါ့ဟုတ်ကဲ့ပါဒါကပညာရဲ့အပိုင်းကိုပြောတာအဲ့တော့ဇလန်ထဲမှာကြတော့ဒီနှဝင်တဲ့သူ့ရဲ့ပါရမီချောင်းကကောင်းတယ်ပေါ့ ပြာလောကတွေနဲ့ဆက်သွယ်နိုင်တယ်ပြာလောကတွေကိုမြင်နိုင်တယ်ပြာလောကသားတွေရဲ့သူ့အကူအညီတောင်းခံကြတယ်ပေါ့ဒီရှိဒီအထိကဒါဇလန်းဇက်ကွက်အရာရောလောကထဲမှာဖြစ်နေတဲ့အကြောင်းအရာတွေရောသိပ်ဟောပွဲမထွက်သွားဘူးပေါ့ဟုတ်ကဲ့ပါကောင်းနေတယ်ပေါ့အဲ့ဒီတော့ကောင်းနေသေးတယ်အဲ့တော့ဒါလည်းကံကနော်ဒီအပြင်လောကမှာဆရာတို့နေနေဒီလိုမျိုးပြာလောကသားတွေကို ဘယ်လိုမျိုးကူညီပေးနေလဲဆိုတဲ့အခါကျတော့ကူညီပေးပုံကူညီပေးမှုမှုကျင်တော့မတူဘူးပေါ့ဒီလိုမျိုးတလန်းလေးရလိုမျိုးဒီမျိုးစင်သက်ပဲဖြစ်ဖြစ်ပါရမီချောင်းရပဲဖြစ်ဖြစ်ဒီလိုမျိုးဆက်သွယ်ပြီးတော့ကူညီပေးနေကြတဲ့လူတွေရှိသလိုဆရာတို့ဆိုရင်တော့ဆရာတို့ရဲ့ညီဆရာတို့ဟန်နဲ့နှစ်စင်နှစ်တိုင်းကျွတ်လုတ်ပွဲတွေကျင်းပတာမျိုးဆရာတို့ဆိုလို့ရှိရင်တစ်နှစ်ကိုနှစ်ကြိမ်ကျင်းပတယ်နှစ်မကုန်ခင်တစ်ခါနဲ့နှစ်ကိုပြီးတော့တစ်ခါဟုတ်ကဲ့ဒီလိုမျိုး ဒါကလေပြရလောကသားတွေမကျွတ်မလွတ်သေးတဲ့ဘုံဘဝမှာဆင်းရဲဒုက္ခပင်ပန်းကြီးစွာခံနေရတဲ့ဘုံဘဝသားတွေကိုကျွတ်ပါစေလွတ်ပါစေဆိုတဲ့စိတ်စေတနာအရင်ခံတဲ့အကျွတ်လွတ်ပွဲတွေပြုလုပ်ပေးကြတာဟုတ်ကဲ့အဲ့တော့ဒီအကျွတ်လွတ်ပွဲတွေကြောင့်ပဲကျွတ်သွားလွတ်သွားကြတဲ့ဒီမြင်မမြင်အပ်တွေမှာအများကြီးရှိခဲ့ဘူးလေဒါကဆရုလက်တွေ့ဘဝမှာဒီပရလောကနဲ့ပတ်သက်ပြီးတော့ကုညီကဲတင်ဖြည့်ရှင်းပေးရတာမျိုးပေါ့ဟုတ်ကဲ့ပါအချို့တလေကြတော့လဲခိုင်းစေခံရတာပေါ့ ကဲ့ဒီနေ့ဇာလန်နဲ့မှလည်းပါပါတယ်ပါပါဟုတ်ကဲ့မကောင်းငယ်ပညာရည်တွေနဲ့ခိုင်းစေခံရတာမျိုးဒီလိုမျိုးခိုင်းစေခံရတဲ့မကျွတ်မလွတ်တဲ့ဘုံဘဝတွေကလာရောက်ဆက်သွယ်အကူအညီတောင်းတာမျိုးလည်းရှိပါတယ်ဟုတ်ကဲ့တော့ရှားတယ်ဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့တို့ရဲ့အချုပ်အနှောင်ကလည်းတို့ရုံးထွက်ပြီးအကူအညီလာတောင်းမှုဆိုတာတော်တော်မလွယ်တဲ့ကိစ္စမှုလို့ဒီလိုမျိုးကတော့ရှိတော့ရှိတယ်ရှားတယ်ဒီအကျိုးလို့ပွဲမှာ ဝင်ရောက်ပူကတ်တာပဲဖြစ်ဖြစ်အရေးတွေပြတာပဲဖြစ်ဖြစ်ကျတို့ကျွတ်လွယ်ပွဲလုပ်တဲ့အခါတွင်းမွေးတဲ့အစာအာဟာရတွေကိုစားမမြင်မဲ့ပဲနဲ့ကြည်နေနဲ့ပျောက်သွားတာမျိုးပဲဖြစ်ဖြစ်ဒီလိုမျိုးထူးခြားစမ်းကြည့်တဲ့အရာတွေကတော့ခဏခဏဖြစ်ကြတာပေါ့သို့တော့တာမန်မျက်စိနဲ့တာမန်လူတွေအနေနဲ့တော့မြင်ရဖို့တော့ခဲရင်ပါလေမြင်အပ်မမြင်အပ်ဆိုတဲ့နေရာမှာမမြင်အပ်လို့လာရင် ုံးွယ်ထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ဆ iam မကိုမိကုံးလေးတခုမေးမယ်ပေါ့နော်ဆ iam မကကြတော့ကျွန်မအဲဆ iam မတို့ရဲ့ဒီ page ပေါ့နော်ဆ iam မတို့ရဲ့ page တွေ TikTok တွေမှာကျွန်မလီလာမိသလောက်အဲဆ iam မကြတော့ဒီတိုက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အတော်လေးနှက်ဆက်ကျွမ်းကျင်တယ်လို့ကျွန်မအနေနဲ့မြင်နေပေါ့နော်အဲတော့ကျွန်မတို့ဒီမှာဆိုရင်အဲဒီစကားရဲမှာဆိုလဲပြောရဲပေါ့နော်ဒီလိုလှတဲ့ main ကလေးဒီလိုဆက်သွယ်လို့ရတဲ့ main ကလေးဟာတိုက်ဆက်ပထန်းဆက်ဖြစ်နိုင်နေအဲ့တော့ တိုက်ဆက်ပဋ္ဌာန်းဆက်တိုင်းဟာဒီလိုဖြစ်တာလားဒါ question တစ်ခုပေါ့နော်ပြီးနောက်တစ်ခုကကြတော့ကျမနဲ့ကလေးလေးပေါ့နော်အဲ့ဇကားရဲ့အစမှာကလေးလေးကမကျွတ်မလွတ်ဖြစ်နေရသူနဲ့ပဋ္ဌာန်းဆက်ရှိတဲ့မလင်းငုံကအကျွတ်လွတ်ပြီးမှသူအမြရမှာသူကျွတ်မယ်လို့သူပြောရေပေါ့နော်အဲဆိုတော့အပြင်လောကမှာခုနဆရာစုလဲပြောရေကျွတ်လွတ်ပွဲလုပ်ပြီးရေ ့အကျွတ်လုတ်ပွဲမှာဆရာတို့နဲ့ပဋ္ဌာန်းဆက်မရှိရသေးသူတွေကမကျွတ်မလွတ်တော့ဘူးလားပေါ့နော်ပြီးတော့ပဋ္ဌာန်းဆက်တိုက်ဆက်တိုက်ဆက်တိုင်းကရောပဋ္ဌာန်းဆက်ပါရတဲ့သူတိုင်းရောဒီလိုဖြစ်နိုင်သလားပေါ့နော်ဒါဆိုရင်မလင်းငုံဆိုရတာဆရာမတပိုင်းဖြစ်သွားတာပေါ့အဲ့တော့ဆရာမလည်းလက်တွေ့ဘဝမှာဆရာမတယောက်အနေနဲ့ professional ရည်တည်နေတဲ့အတွက်အဲဒါလေးကိုဆရာမအနေနဲ့ပြောပြပေးပါအောင်ရှင် ဒီနေရာမှာပေါ့နော်ပြောစရာရှိတာကအရင်ဆုံးပေါ့တိုက်ဆက်ဒီရုပ်ရည်ချောမွန်လာပါတဲ့ဒီ main ကလေးတွေပေါ့အဲ့ဒါလိပ်ပြာလာတယ်သူကတိုက်ဆက်ပထမဆက်တာဖြစ်နိုင်တယ်ပေါ့ဒီလိုပြောကြတာရှိတယ်နောက်တစ်ခုကသူ့ကိုယ်သူတိုက်ဆက်လို့သိတာရှိတယ်မသိတာရှိတယ်ပေါ့နော်အဲ့တော့တိုက်ဆက်ပထမဆက်တိုင်းက ဒီလိုမျိုးလာပြီးတော့ဆက်တွေ့တာကိုချိတ်ဆက်တာကိုသိနိုင်သလားဆိုရင်ရာနှုန်းမြင့်မမှန်ဘူးသမီး။တချို့ကြတော့လေအခြားသောသူကနေပြီးတော့ဥမာဆိုပါစို့ဒီကလေးရဲ့ဆွေမျိုးနှီးဆက်မိဆွေပေါင်းတဲ့ငွေချင်းဒီလိုပုံကိုမျိုးတွေကို ဒီလိုရဲ့ဒုတာမှုကတော့ဒီလိုလေးတွေရှိရလို့မြင်နေငါကတော့အိမ်မက်ထဲမှာသူ့ကိုဒီလိုဒီလိုတော့မြင်နေစသဖြင့်ဒါကဘေးကနေတစင်ပြောပြီးတော့တိတာဒီလိုမျိုးတွေနဲ့ပဲတိနိုင်တာဖြစ်တယ်ဒီနေရာမှာတိုက်ဆက်ဆိုတာဟာရှင်းရှင်းပြောရမယ်ဆိုရင်တိုက်ဆက်ပဋ္ဌာန်းဆက်ဆိုတာသမီးတို့လိုဆရာမတို့လိုတာမန်လူပဲ